ဲ့တော့မြင်လာတဲ့အာယုတစ်ခုဟာဆရာဆရာအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့အရာလို့ဒီလိုသင်္ခါရလို့ရှုမြင်တာလို့ကဝိပဿနာဉာဏ်ရှိမှရှုမြင်လို့ရတာဝိပဿနာဉာဏ်မရှိရင်ရှုလို့မရနိုင်ဘူးဟုတ်ကဲ့ဆရာပါဗျာမြင်စရာအာယုဒီမြင်စရာအာယုဟာအကြောင်းကိုဆွဲပြီးတော့ဖြစ်ပေါ်လာမြင်သိစိတ်လေးကလည်းအကြောင်းကိုဆွဲပြီးတော့ဖြစ်ပေါ်လာကဲကြည့် တခြားတော့တယ်မှာမြတ်စွာဘုရားဘယ်လိုဟောထားလဲသက္ကုံသပတိသလူပိသဥပိသတိသက္ကုဝိညာဏတေနံတေတိဖတ်တော်လေမျက်စိရဲ့အစင်းအာယုံနှစ်ခုဆုံလိုက်တဲ့အခါမှာမြင်သိစိတ်ကလေးပေါ်လာတယ်အဲ့ဒီမြင်သိစိတ်ကလေးပေါ်လာတော့ဒီသုံးခုပေါင်းမိတဲ့အခါမှာအာယုံနဲ့ဆက်သွယ်ဖို့ဖတ်တာဆိုတာလေးပါလာတယ် အဲ့ဒီသတ္တလေးပါလာတဲ့အခါဝေဒနာဆိုတဲ့အတွေ့အကြုံလေးတစ်ခုပါလာတယ်။ဝေဒနာဆိုတဲ့ခန္ဓာချက်ပါလာတာနဲ့နောက်ကတဏ္ဍာဆိုတာလိုက်လာတတ်တယ်။အဲ့ဒီမရောက်ခင်ဆိုင်ရာသဘာဝတရားလေးတွေကိုမြတ်စွာဘုရားကရှုဖို့ခေါ်လိုက်။ဝေဒနာပစ္စယတဏ္ဍာဆိုတဲ့အဆင့်ကိုမရောက်စေရဘူး။သာလရဏပစ္စယဖတ်တော်ဖတ်တာပစ္စယဝေဒနာဆိုတဲ့ခန္ဓာမှုလေးတွေပေါ်မှာရပ်ဆိုင်တော့အောင် ဒီဝိပဿနာရှုနည်းကားကိုမြတ်စွာဘုရားပြည့်ပြရမှာဟောတာနော်အဲဒီနေရာမှာတော့မြတ်စွာဘုရားကလုံးပြီဒီအချင်းချုပ်ပြီးတော့ဟောလိုက်တယ်ကြည့်ယတိစိတ်ဆိုတာဘာကြောင့်ဖြစ်လာတော့ဆိုလို့ရှိရင်ယစီရဲ့ဉာဏ်ရာအာယုံဒီနှစ်ခုပေါင်းစုံလို့ဖြစ်တာအဲ့တော့ဉာဏ်ရာအာယုံရဲ့နှစ်ခုပေါင်းစုံလို့ဖြစ်လာတဲ့အတွက်ကြောင့်သင်္ခတပြုပြင်ထားတဲ့အရာများတာဖြစ်တယ်ပဋိစ္စသမုပ္ပါဒအကြောင်းကိုဆွဲပြီးတော့ဖြစ်တယ် ဟောတာတွေကတိတိတာတာထင်ထင်ရှားရှားအာယုန်တွေတိုက်ခတ်မှုကြောင့်ဟောလာတာလို့ဟောအကြောင်းနဲ့အကျိုးကိုဆင်ခြင်စဉ်းစားကြည့်လိုက်လို့ရှိရင်ခုနကကြိုက်လက်ကြိုက်ဆိုတဲ့တဏှာတွေတော့လိုက်မှန်းနိုင်တော့ဘူး။ဒါကဆင်ခြင်လာတဲ့အခါဘယ်လောက်ထိအောင်မြဲလာတော့ဆိုရင်အေးစကုကတာရဆိုတာကလည်းခိုင်မြဲတဲ့အရာမဟုတ်ဘူး။ရူပယုံဆိုတဲ့အရာကလည်းခိုင်မြဲတဲ့အရာမဟုတ်ဘူး။ မခိုင်ရဲတဲ့အရာနှစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ဉာဏ်သိစိတ်တွေကဘယ်မှာခိုင်ရဲတာဖြစ်မလို့ဒီနှစ်ခုကကြည့်ယေစီဆိုတာလည်းအနိစ္စပဲရူပယုံဆိုတာလည်းအနိစ္စပဲဒီအနိစ္စနှစ်ခုပေါင်းမှဖြစ်ပေါ်လာတဲ့သက္ကဝိဉ္ဇဉ်ဉာဏ်သိစိတ်ဆိုတာလည်းဘယ်မှာအနိစ္စဖြစ်မလဲအနိစ္စကထုတ်လုပ်လိုက်တဲ့အရာဒီအနိစ္စပဲဖြစ်နေလို့အော်ဝိပဿနာဉာဏ်နဲ့ဒီလိုရှုမြင်သတ်သတ်လိုက်မယ်ဆိုရင် ဒီအယုံပေါ်မှာကြိုက်တယ်ဆိုတာမလားတော့အဲ့ဒီလိုလင့်ကျင်ယူတာဟာတဏ္ဏမဖြစ်အောင်ခတ်ထားတဲ့နည်းစနစ်တစ်ခုပဲပေါ့ဒီမြင်ကြအယုံပေါ်မှာတဏ္ဏမဖြစ်ရအောင်သူ့မြင်တဲ့အယုံလေးကိုတဘာဝတရားအတိုင်းရှုမြင်သုံးသပ်နိုင်အောင်လေ့ကျင့်တာဒါကြောင့်မလို့တတိပဒံကျင့်ခြင်းရဆရာတော်ကြီးတွေကနီးပေးတယ် ပါလေမျက်စိရဲ့ပါမြင်ရင်မြင်လေမြင်လေတော့မပတ်ရဘူးပေါ့မြင်လေမြင်လေပဲပတ်တယ်မြင်လေမြင်လေလို့မှတ်တာရှင်းဆက်သတော်မှတ်တယ်လေးစစ်လေးခွဲအဲ့ဒီမှာပဲသတိကထားပြီးတော့မြင်ရှားအယုံပေါ်မှာတတ်မဲ့မှုဆိုတဲ့တဏမလာအောင်ထိမ့်ချုပ်တာကိုပဲအင်္ဂရိယဘာဝနာလို့ခေါ်တယ်မကြည့်ပဲနေတာအင်္ဂရိယဘာဝနာမဟုတ်ဘူးတဲ့မျက်စိဆိုတာမြင်ရရှိမြင်လိုက်လေ မြင်လာတဲ့အခါဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကိုအမှန်တမ်းသိအောင်ကြိုးစားခြင်းသာဖြင့်မှန်ကန်တဲ့ဣန္ဒြိယဘာဝနာတရားလို့ရသော်ပြဒီတော့ကဒီလိုခေါ်တယ်